အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ဖေဖေစာကလေးကစက်ရုံတရုံမှာအလုံးလုံးလေးရှိရဲ့ဒီနေ့ဖေဖေစာကလေးကစက်ရုံကိုရောက်လာတဲ့အချိန်မှာစက်ရုံရဲ့တကောက်တောက်ခတ်ထားတာပေါ့နောက်ပြီးတော့အဲ့ဒီနေရာမှာကျင်းငံလေးတကောက်ကထိုင်နေတော့တယ်အကို့ ။ဘာဖြစ်တာလဲ?ဒီနေ့ကျဘာလို့ဒီအချိန်ထိနောက်တောက်ခတ်ထားရလဲ။ငါကဒီဆက်ရုံရဲ့လုံခြုံရေးလေ။ဒီဆက်ရုံကိုပိုင်ရှင်ကပိတ်လိုက်ပြီးပြီးတော့အလုံးလုံးနေတဲ့သူတွေအားလုံးကိုလည်းအနာပေးလိုက်ပြီးလေ။သွားတော့တခြားမှအလုပ်သွားရှာလို့တော့အဲ့စကားကိုနားထောင်ပြီးတော့ဖေဖေစာကလေးကအံ့ဩသွားတာပေါ့။ဟာရုပ်တရကြီးဘာဖြစ်တာလဲဗျ။အာဒီထက်ပိုပြီးတော့ကျွန်တော်လည်းမသိတော့ဘူး။ဖေဖေစာကလေးကစိတ်မကောင်းဖြစ်ပြီးတော့အိမ်မက်ကိုပြန်လာလိုက်တော့တယ်။ ဒါပေမဲ့လည်းအိမ်ပြန်စစ်ဆိတ်မရှိရာကြောင့်လမ်းတစ်ဝက်ကနေတစ်ပင်ပေါ်မှာထိုင်နေလိုက်တော့တယ်။အဖေကျောင်းလက်ကပေးရအောင်မယ်။ပြီးတော့သမီးအတွက်ဘယ်တော့မှဖနှက်ဝယ်လာမှာလဲ။အိမ်မှာစားနေရိတ်ခါတွေမရှိတော့ဘူး။အလောက်ကပြန်လာရင်ဈေးဝင်ဝယ်ခဲ့နော်။ဖေဖေစားကလေးကငိုငိုပြီးတော့သူ့ရဲ့သမီးနဲ့မိန်းမရဲ့စကားတွေကိုကြားရောက်နေရပေါ့။သူကအသက်ဝဝရှူပြီးတော့အိမ်ကိုပြန်လာလိုက်တော့တယ်။ဘာဖြစ်လို့လဲ။ဒီနေ့အစောကြီးပြန်လာပါလား။ အမေမေ့သွားပြီလားအဖေကသမီးကိုခေါ်ပြီးတော့ဖနှက်အစ်စ်ဝယ်ဖို့အတွက်ခေါ်သွားမှလေအဲ့ဒါကြောင့်အဖေက sorry ပြန်လာတာဟုတ်တယ်မလားအဖေဒါပေမဲ့ဖေဖေစာကလေးကကြောက်လို့ဘာမှမပြောဘဲနဲ့ရက်နေတာပေါ့တခုခုပြောပါအောင်ရှင်အစင်ပြေရလားစိတ်ဟောပိတ်သွားပြီကွာပြီးတော့လုံသမားတွေအားလုံးကိုလည်းတထည့်အလုတ်ကနေထုတ်လိုက်ပြီမေမေစာကလေးလည်းဝမ်းနေတော့တယ်ဟွန်းမကောင်းလိုက်တာရှင် အရင်ဟာအိမ်တို့အဆင်ပြေနေတာ။အဖေသမီးဖနာသမီးရတော့ဘူးလား။သမီးလေးမိနီတိတ်တိတ်နေသမီးရဲ့အဖေကအစကတည်းကစိတ်ညစ်နေရ။ငါရဲ့သမီးလေးကိုမစူပါနဲ့။တရက်နှစ်ရက်သုံးရက်အကုန်ဆုံးသွားတော့တယ်။အိမ်မှာရှိရဲစားနေရိတ်ခါကြီးအားလုံးကလည်းကုန်သွားတာပေါ့။ဖေဖေစားကလေးကလည်းသုံးရက်အတိတ်အလောက်ရှာနေတာပေါ့။ တောင်းပန်ပါတယ်စောစောကငါစီမှာလဲမင်းကိုပေးဖို့အတွက်အလုံးမရှိဘူးကွာအခုချိန်ထိဖေဖေစာကလေးကအလုံးမရသေးဘူးပေါ့ဟောဝါစာကလေးမက ရေတောက်ပြီးတော့မြစ်ကနေပြန်လာတဲ့ချိန်မှာတင်းတင်းကြီးကမ်းမလေးနဲ့တွေ့သွားတော့တယ်ဟောဝါငါရဲ့အလုံးသမားထွက်ပြေးသွားလို့နင်းရဲ့အနီးနားမှာအလုံးသမားလှုပ်ပေးနိုင်တဲ့သူရှိရင်ငါ့ကိုပြောပါအောင်နော်ပြောပြမယ်နော်ဒါမဲ့ဘာလို့လောက်ရမှာလဲ အများကြီးတော့မဟုတ်ပါဘူးအိမ်တိုင်းရှိရင်းနဲ့ထမင်းဟင်းချက်ပေးရုံပါပဲနေလက်သိပါရဲငါအလှပြင်ဆိုင်သွားနေကြဆိုတော့အိမ်လုံးမလုံးနိုင်ဘူးလေအဲ့ဒီလောက်တယ်လောက်ဖို့အတွက်ငါမအချိန်ရှိဘူးကောင်းပါပြီညရောက်တဲ့အခါမှာတော့ဖေဖေစာကလေးနဲ့မေမေစာကလေးတို့ကအိမ်မှာထိုင်နေကြတာပေါ့မိနီစာကလေးမကတော့အိပ်ပျော်နေတော့တယ်ဒီနေ့လည်းကိုဘာလုံးမမရခဲ့ဘူးမနေ့ပြန်လဲအလုံးမရရင်ဘယ်လိုလုပ်ပြီးတော့အိမ်အတွက်စားနေရိတ်ခါယူလာနိုင်မှာလဲ တကယ်လို့ရှင်နာခွင့်ပြုမယ်ဆိုရင် ကျမအလုပ်လုပ်လို့ရမလားအဲ့ဒီစကားကိုနားထောင်ပြီးတော့ဖေဖေစာကလေးကအံ့ဩသွားတော့တယ်မင်းကဘာလုပ်လို့မလို့လဲဒီနေ့တင်တင်နဲ့တွေ့ခဲ့တယ်တင်တင်ကအိမ်ပေါ်လူနေလို့တဲ့အဲ့ဒါကြောင့်ကျမသူ့စီမှာအလုပ်လုပ်ရင်ကောင်းမလားလို့စဉ်းစားနေတာဟာကိုရဲ့မိန်းမတခြားချင်းရဲ့အိမ်မှာအလုပ်လုပ်မလို့လားကျမကတော့အဲ့ဒီအလုပ်လုပ်ရလဲမရှက်ပါဘူးကျမတို့နှစ်ယောက်ပေါင်းပြီးတော့ပတ်စံရှာမှဖြစ်မှာလေး ရှင်အလောက်ရှာလို့မတွေ့သေးတဲ့အထိရှင်အယုံဆောက်ရှောက်ပေးကျမအလုပ်သွားလုပ်မယ်။နောက်နေ့တည့်ရက်မှာတော့မေမေစာကလေးမကတင်းတင်းကြီးကမ်းမလေးရဲ့အိမ်ကိုရောက်လာတော့တယ်။ဘဝအိမ်မှာအလုပ်လုပ်ဖို့အတွက်ကျင်းနဲ့ရှာတွေ့သွားပြီလား။တင်းတင်းငါလုပ်ပေးမယ်နော်။ငါ့ရဲ့ယောက်ျားအလုပ်လုပ်တဲ့ဆက်ယုံကပိတ်သွားတော့အလုပ်မရှိဖြစ်နေတာ။အလုပ်ရှာတာလည်းမတွေ့သေးဘူးလေ။အဲ့ဒါကြောင့်အိမ်အတွက်စားနပ်ရိက္ခာရှာမှဖြစ်မှာပေါ့။အင်းဒါဆိုလဲဘဝနင်ကအိမ်အလုပ်လုပ်ပေးမှလား။ ။ဒါမှစိတ်မပူပါနဲ့။ငါအိမ်အလုပ်ကိုကောင်းကောင်းလုပ်တတ်ပါရဲ့။အဲ့နေရာဆပြီးတော့ဝဝစာကလေးမကတင်တင်ကြီးကမ်းမလေးရဲ့အိမ်မှာအလုပ်လုပ်တော့တယ်။နှစ်ရက်တည်းတည်းတော့တင်တင်ကြီးကမ်းမလေးကဘာမှမပြောပေမဲ့ကြာလာတော့ဝဝစာကလေးမကလည်းဘာလို့တင်းတင်းရဲ့အိမ်မော်ရီကခဏခဏထွက်ပြေးသွားလဲဆိုတာကိုသိလာတော့တယ်။ဟဲ့ငါရဲ့ဖန်ခွက်ကဘယ်ကိုရောက်သွားလဲ။မိဖို့ကြောင်ထဲမှာလည်းမရှိဘူး။အော်ဟိုတင်းတင်းမနေ့တော့ငါလက်ထရကနေချော်ပြီးတော့ပြုတ်ကျသွားပြီးတော့ကွဲသွားတယ်။ ဟာနကန်းနေရမလို့လားတေချာလောက်ကမလုံနိုင်ဘူးလားပြီးတော့ငါ့ကိုတင်နေလို့မခေါ်နဲ့တထင်းမလို့ခေါ်နင်ကငါ့ရဲ့အိမ်ပေါ်မလေးဟုတ်ဟုတ်ကဲ့တထင်းမဘဝစာကလေးမရဲ့အိမ်မှာစားဖို့တောက်ဖို့အတွက်စားနပ်ရိက္ခာတွေရလာတော့တယ်တဖြည်းဖြည်းနဲ့အိမ်အတွက်အဆင်ပြေလာခဲ့တော့တယ်အမေတခြားသူရဲ့အိမ်မှာအလုပ်လုပ်ရတာပြင်းပန်းမှာပေါ့နော်အော်သမီးရဲ့ဘိုက်ပြေဖို့အတွက်အလုပ်လုပ်မှရမှာပေါ့ ပြီးတော့လေတမီးရဲ့တင်းနေရအမေရဲ့တငယ်ချင်းလေးအမေကိုအရန်ချစ်တာ အမေအနေတင်းနေရအမေရဲ့ငယ်တငယ်ချင်းလားဟုတ်တယ်တမီးအမေတို့နှစ်ယောက်လုံးကငငယ်လေးကလေးကနေအတူတူနေလာခဲ့ကြတာလေအဲ့ဒါကြောင့်အမေကအနေတင်းနေစီမှာအလုံးလို့ဖို့သွားတာပေါ့အဲ့ဒါဆိုလဲကောင်းပြီလေအမေနဲ့အနေတင်းနေတို့ကအချိန်ကောင်းလေးတွေကိုပိုင်ဆိုင်နေမှာပေါ့နော်တရက်ထက်တရက်တင်းတင်းကြီးကမာလီကဝဝစာကိမ်းမပေါ်ရက်ဆက်ဆွာဆက်ဆန်လာတော့တယ် အခုဆိုတင်းတင်းကြီးကန်းမာလေးကအချိန်တိုင်းဝဝစားကလေးမအောင်အော်ဟောက်နေတာပေါ့ဒီနေ့ကစပြီးတော့ငါ့ရဲ့ရေခဲတက်တာတွေကရေထုတ်ပြီးတော့ရေတောက်ဆရာအကြောင်းမရှိဘူးတင်းတင်းအော်မဟုတ်ပါဘူးတထဲမှရာသေဦးတို့ကအရန်ပူတာဘလို့လောက်ပြီးတော့ရေပူတောက်နိုင်မှာလဲရေဦးတွေကနေတောက်ပေါ့အရင်ကအိမ်ပေါ်မှာနေလဲရေဦးတွေကနေပဲတောက်တာပဲလीအရှင်တော့ဆိုရင် ရေအေးလေးတောက်လို့ရအောင်ရေခဲတောင်ပေးသေးရဲ့လी ။အော်အရှင်ကတော့နေကငါ့ရဲ့အိမ်နီးနားချင်းလေ။အခုကအိမ်မော်ဖြစ်နေပြီ။ဒီမှာရက်ပြီးတော့ငါ့ကိုတခုံးမကြံပြန်ပြောင်းနေမှာလား။အလုံးလုံးမှာလား။ညာဘက်တကောင်ရောက်တဲ့အထိလင်မယားနေအောင်လုံးကအကြာကြီးစကားတွေပြောနေကြတော့တာပေါ့။တခြားဘက်မှာဆက်ယုံလာဖွင့်တယ်လို့ကြားတယ်ကွာ။အဲ့ဒီမှာအလုံးရလိုက်မယ်ထင်တယ်။ကိုအိမ်မှာအလုံးလျှောက်ခဲလိုက်တယ်။ရှင်စိတ်မှုပူပါနဲ့အခုလည်းအိမ်ကအဆင်ပြေနေရလေမေမေစားကိမကမိဖို့ကြောင့်နဲ့မှလက်ဖက်ရည်ဖြောဖို့လုပ်နေတဲ့အချိန် တင်းတင်းကြီးကမှလေးရရေတောင်းလိုက်တော့တယ်။အိမ်မမိုက်မြမြလေးငါ့အတွက်ရေခဲတက်တာတွေကရေအေးလေးတစ်ခွက်ယူလာခဲ့။ဟုတ်ကဲ့တထေးမအခုယူလာခဲ့ပြီမယ်နော်။ဘိုးကစားကလေးမကရေခဲတက်တာတွေကနေရေယူဖို့အတွက်သွားလိုက်တော့တယ်။အဲ့ဒီအချိန်မှာနိုအိုးကိုမိဖို့ပေါ်မှာတင်ထားတာကြောင့်နိုကစူပြီးတော့ဝေကြတော့တာပေါ့။ဟမ်ဒီအနက်ကဘာနိုင်လဲ။ဟုတ်သားပဲငါမိဖို့ပေါ်မှာနိုအိုးတင်ထားတာပဲ။ မမေဆာကလေးမလေးကပြေးပြီးတော့မိဖို့ကြောင့်လည်းသွားလိုက်တော့တယ်။တင်းတင်းကြီးကမလေးကလည်းနောက်ကနေလိုက်လာတော့တာပေါ့။အတော့ကိုမကြောက်ဘူး။နေငါ့ရဲ့နှုတ်တွေအားလုံးဖျက်ဆီးပြစ်လိုက်ပြီ။အဲ့လိုပြောပြီးတော့တင်းတင်းကြီးကမလေးကဓမြစီနဲ့ဝဝဆာကလေးမကိုရိုက်လိုက်တော့တယ်။အဲ့ဒီချိန်မှာမိနီဆာကလေးမကလည်းသူ့အမေစီကိုရောက်လာတော့တယ်။ကိုယ့်ရဲ့အမေကရိုက်ခံနေရတာကိုကြည့်ပြီးတော့မိနီဆာကလေးမကငိုလိုက်တော့တာပေါ့။ လှပေးပါနော်တမီးရဲ့မေကိုမရိုက်ပါနဲ့တော့အန်တီတင်အခုချက်ချင်းသွားပြီးတော့ပကံနေသွားဆေးလိုက်နောက်တစ်ခါဒီလိုအမားမြဲကိုမလုပ်မိစေနဲ့တမီးလေးမိနီဘာလို့ဒီကိုရောက်လာတာလဲတမီးဒီကိုရောက်လာတာကောင်းသွားတယ်မဟုတ်ရင်အမေရဲ့ငယ်တငယ်ချင်းကအမေကိုဘလောက်တောင်ချစ်လဲဆိုတာတမီးတွေ့ရမှာမဟုတ်ဘူးအဲ့နောက်မှာမိနီစာကလေးမလေးကသူ့ရဲ့တငယ်ချင်းကိုအကြောင်းဆုံးပြပြလိုက်တော့တယ်။ဟာငါအဖေမှာအလုံးမရှိတဲ့အခြေကားစပြီးတော့အိမ်မှာဘာတစ်ခုမှမအောင်အဆင်မပြေတော့ဘူး။ အခုတော့အန်နီတနေကအမေကိုအရင်ဆိုင်နေတာဒါပေမဲ့လည်းအမေကငါ့ကိုဘာမှမပြောပြဘူးမိနီငါရဲ့တငယ်ချင်းလေးငါရဲ့စကားကိုနားထောင်နီကိုပိုင်အလုပ်သေးသေးလေးလုပ်လိုက် သူများအိမ်မှာအလုပ်လုပ်တာထက် ကိုပိုင်အလုပ်ကလေးရှိတာပိုကောင်းတာပေါ့ဒါမဲ့ငါဘာလို့ရမှာလဲယင်နွေရသည်ဆိုတော့တော်တော်များများဖြော်ရည်အေးလေးတွေတောက်ကြမှာဖြော်ရည်ကအကုန်ကြလေတက်တာတယ်မိနီကစဉ်းစားပြီးတော့ဆုံးဖြတ်လိုက်တော့တယ်နောက်တော့ဆက်လုပ်တော့တာပေါ့ မိနီစာကလေးမှာတော်ရဲမှာဖြော်ရည်တွေစရောင်းတော့တယ်။ပထမရက်မှာရင်သူ့ရဲ့ဖြော်ရည်ကခဏလေးတွန်းမှာပဲရောင်းကုန်သွားတော့ပက်ဆန်နေအများကြီးရှားလို့ရလာခဲ့တယ်။နောက်ရက်တွေကြာလာတဲ့နောက်မှာတော့မိနီစာကလေးမှာကသူ့ရဲ့အမေကိုလည်းအလုတ်ကနေထွက်ခိုင်းလိုက်ပြီးတော့သူ့နဲ့အတူတူအလုတ်လုတ်ခိုင်းလိုက်တော့တယ်။သူတို့ရဲ့အလုတ်ကလေးကလည်းအမျက်တွေအများကြီးရတော့တာပေါ့။မိနီအမေရဲ့သမီးလေးအမေသမီးကိုအရန်ခုန်တာပဲ။သမီးကအရန်ကိုတော်တာပဲ။

ရာသီဥတုကလည်းပူအိုက်နေတော့တယ်။မေရဲ့ကိုပူတာပဲ။အမေတော်ရဲကကျင်းကတည်းအားလုံးစီမှာလေအေးလေးတွေထုတ်ပေးတဲ့ပန်ကားတွေရှိရဲ့တဲ့။ဒါမှတားတို့အိမ်မှာကြောင်လေထုတ်ပေးတဲ့ပန်ကားမပြောနဲ့။လေပူထုတ်ပေးတဲ့ပန်ကားတော့မရှိဘူး။ကလေးတို့ရေစိတ်မပူနဲ့။အမေဒီနေ့ပန်ကားဝယ်ဖို့အတွက်တခုခုစူးစမ်းကြည့်လိုက်မယ်။အဲ့လိုပြောပြီးတော့ဟိုဟာစာကလေးမလေးကအေးရနေထွက်သွားလိုက်တော့တယ်။ကိုကလူကျမရှင့်ကိုပြောနေတာကြာပြီ။ ပန်းကပြင်ပေးပါလို့ဆိုကျမပန်းကမရှိဘဲနဲ့အိမ်ထဲမှာမနေနိုင်ဘူးအော်ဘယ်လိုလုပ်ပြီးတော့ပန်းကပြင်ပေးနိုင်မှာလဲငါ့မှာပတ်စံမှမရှိတာကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမလေးတို့ကစကားပြောနေတဲ့အချိန်သူတို့ရဲ့အိမ်တကာခောက်တံကိုကြားလိုက်ရတော့တယ်တင်တင်ကြီးကန်းမလေးကတကားဖွင့်ပေးလိုက်တာပေါ့ဟဲဘဝနင်မလားဘာကိစ္စရှိလို့လဲအမတင်နေအမတို့ရဲ့အိမ်မှာနေပန်းကအဟောင်းလေးများရှိမလားလို့လာမေးကြည့်တာ ပန်ကအဟံမရှိပါဘူးဝဝရဲ့အမရုစီမှာပန်ကတခုပဲရှိတာကာလူကြီးကန်းကအိမ်ထဲကနေပြောလိုက်တော့တယ်တင်းနေတင်းနေရဲ့ဝဝကိုအိမ်ထဲဝင်ခိုင်းလိုက်လေတင်းနေကြီးကန်းမလေးကဝဝစာကလေးမလေးကိုအိမ်ထဲကိုခေါ်လာလိုက်တော့တယ်ဟုတ်တယ်ညီမဒီပန်ကပန်ကအဟောင်းလေညီမလေးလိုချင်ယူသွားလိုက်ဒါမဲ့ကိုကလူတင်းနေနားလည်စမ်းပါတိတ်တိတ်လေးနေဝဝညီမလေးတို့ကကိုရွေးအိမ်ကြီးချင်းလေး အဲ့လိုပြောပြီးတော့ကာလူကြီးကန်းကတင်တင်ကြီးကန်းမလေးကိုမျက်လုံးအမူအရာပြလိုက်တော့တယ်တင်တင်ကြီးကန်းမလေးလည်းတိတ်ဆိတ်သွားတော့တာပေါ့ကိုကာလူရဲ့ကျေးဇူးပါနော်ညီမရဲ့ကလေးတွေကပူလုံးလို့စိတ်ညစ်နေကြတာอืมဒါပေမဲ့ပန်ကားကနည်းနည်းတော့ပြက်နေတယ်ဦးလေးခိုလေးကိုပြင်ခန်းလိုက်နော်အကိုတို့ကနောက်ရက်တည်းကျအိမ်မှာ AC တက်တော့မှမလို့လေဘဝစာကလေးမလေးကကာလူကြီးကန်းကိုကျေးဇူးတင်လိုက်တော့တယ် ။နောက်တော့ဝဝဆောင်လေးမကပန်းကားကိုယူပြီးတော့အိမ်တက်မသွားပဲခုံဦးလေးရဲ့အလုပ်ရုံကိုသွားလိုက်တော့တယ်။ညမဝဝဒီပန်းကားအမိုက်တသားပဲမော်တာလည်းလောင်နေရဲ့အထက်အပစ္စည်းတွေကလည်းမကောင်းတော့ဘူး။ဦးလေးရဲ့သမီးမပန်းကားအသက်ဝယ်ဖို့အတွက်ပတ်စံရှိရမဟုတ်ဘူး။ဒီတစ်ခုပဲပြန်ပြေပေးပါနော်။သမီးပတ်စံပေးပါမယ်။သမီးရဲ့သဘောပါပဲ။ခိုးကပန်းကားကိုဖွင့်လိုက်တော့တယ်။ကိုကလူ ရှင်မာလို့ဝဝကိုပန်ကပေးလိုက်ရတာလေ ကို့မှာပန်းကမြင်မှုအတွက်ပတ်စံမရှိတာအဲ့ဒါကြောင့်ဘဝကိုပြင်ခိုင်းလိုက်တာလေမနေ့ကကြာရင်ဘဝဆီကနေပန်းကပြန်တောင်းလိုက်မယ်ကို့ရဲ့အကြံဘလို့နေလဲအော်ကိုကားလူရှင်ကကျမထက်ကိုလဲတာပဲကျမဖြစ်အဲ့လိုတော့မတွေးမိလိုက်ဘူးခိုးဦးလေးကပန်းကောင်ပြင်လိုက်တော့တယ်ကလေးတို့ပန်းကပြင်လို့ပြီးပြီထင်တယ်အမေခိုးဦးလေးဆီကနေပန်းကသွားယူလာအောင်မယ်ဘဝစာကလေးမကဘီရိုကိုဖွင့်လိုက်တော့တယ် နောက်တော့သူ့မှာရှိတဲ့ပတ်စံလေးကိုယူသွားပြီးတော့ပန်ငါသွားယူဖို့အတွက်ထွက်သွားလိုက်တော့တယ်။ပန်ငါရဲ့အရှိမငါနေမှာဟင်းမရပါဘူးပန်ငါရဲ့အရှိမညီမရဲ့အတိုက်ကိုထားထားမှာမောင်နှမတယောက်လုံးကအိမ်ကိုပန်ငါယူလာတော့မှဖြစ်တာကြောင့်ရန်ကိုပျော်နေရပေါ့ဖွင့်ကြည့်ပေးမယ်နော်အဲ့လိုပြောပြီးတော့ခိုးကပန်ငါကိုဖွင့်လိုက်တော့တယ်ပန်ငါကောင်းကောင်းနေနေရပေါ့မော်တာရီလည်းလဲပေးလိုက်ပြီနော်ဒါမဲ့ပန်ငါအစ်စ်တွေလိုတော့ကောင်းကောင်းနေမှာမဟုတ်ဘူးနော်ဦးလေး ဒီမှာဦးလေးရဲ့လောအားကယူလိုက်ပါအောင်ဝဝစားကလေးမကခိုးလောအားကပေးလိုက်တော့တယ်နောက်တော့ပန်ကန်ကိုယူသွားလိုက်တော့တယ်ပန်ကန်ကနေလေအေးလေးတွေထွက်လာတော့တာပေါ့ကလေးနှစ်ယောက်လုံးကပန်ကန်ရှိမှနေပြီးတော့အရန်ကိုဝမ်းသာနေကြတာပေါ့ဘာလို့လဲဆိုတော့သူတို့အတွက်ပန်ကန်အသစ်ဖြစ်နေရကြောင်းလေကိုကလူကြီးဝဝပန်ကန်အိမ်ကိုယူလာတာတွေ့တယ်ကျမအကြောင်းတစ်ခုခုပြပြီးတော့သူ့အိမ်ကိုသွားပြီးတော့ပန်ကန်ဘယ်လိုလဲနေလဲဆိုတာကြည့်လာခဲ့မယ် ဟုတ်သားပဲတေချာကြည်လာခဲ့နော်ပန်ကာရဲ့အရှိရနေပါထိုင်ပြီးတော့ကြည်လာခဲ့တေချာလေသေးရဲ့လားလို့လေတင်းတင်းကြီးကမလီယာဘဝစာကလေးမိုက်အိမ်ကိုရောက်လာတော့တယ်ဘဝဘဝစားနေနေလောက်ပေးပါအောင်ဟုတ်ကဲ့အိမ်ထဲအဝင်ခဲ့လေဟိုပန်ကာကိုညီမပြင်လိုက်ပြီတင်းတင်းကြီးကမလီယာလည်းအဲ့ဒါကိုကြည့်ဖို့အတွက်ပဲရောက်လာတာပေါ့အဲ့နောက်မှာတင်းတင်းကြီးကမလီယာအိမ်ထဲအဝင်လာပြီးတော့ပန်ကာရှေ့မှာထိုင်ပြီးတော့ကြည်လိုက်တော့တယ်ဘဝ ဒီပန်ကအတက်လိုပဲအကောင်းဖြစ်သွားတာပဲလေရလည်းအေးနေရောအဲ့လိုပြောပြီးတော့တင်တင်ကြီးကမှလေကသွားဖို့လှုပ်လိုက်တော့တယ်အမစားယူသွားအောင်လေဟုတ်သားပဲအမမေ့သွားတယ်အမဒီကိုစားယူဝလာခဲ့တာပဲတင်တင်ကြီးကမှလေကစားဘူးကိုယူပြီးတော့သွားလိုက်တော့တယ်လမ်းတဝက်ရောက်တဲ့အခါမှာတော့စားဘူးကိုပြစ်ချလိုက်တော့တယ်ကုကလူဟေးပန်ကလုံးအောင်ကောင်းသွားပြီ မသိရင်အသက်ဝယ်လာတဲ့အတိုင်းပဲလေရလည်းအေးနေရပါပဲ ဟုတ်လားဒါဆိုမနေ့ကကြာရင်မဝါစီကိုသွားပြီးတော့ပန်ကသွားယူလို့ရပြီပေါ့ဟာမနေ့ပြန်ဘာလို့သွားမှလဲဒီနေ့ညပဲရှင်သွားယူလိုက်ပါလားမယူပါဘူးဒီညတော့ဝဝနဲ့သူ့ကလေးတွေလေးအေးအေးနဲ့အိပ်ပါစေညရောက်တဲ့အချိန်မှာဝဝစာကလေးမနဲ့သူ့ရဲ့ကလေးတွေကပန်ကရှိမှလှိနေရပေါ့အမေအရန်ကိုနေလို့ကောင်းတာပဲအေးအောင်အေးလာပြီอืมဒီနေ့တော့နည်းနည်းချက်ချက်အိပ်လို့ရပြီ တန်ကားနေလာတဲ့လေအေးတွေကြောင့်ကလေးနှစ်ယောက်လုံးကမြင်မြန်အိပ်ပျော်သွားတော့တယ်။ဘဝစာကလေးမကလည်းလဲနေတဲ့ပန်ကားကိုကြည့်ပြီးတော့အိပ်ပျော်သွားတာပေါ့။အဲ့ညာကိုဘဝစာကလေးမတို့မိသားစုကပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းလိုက်တော့တယ်။မနက်မိုးလင်းသွားတာပေါ့။မနက်မိုးလင်းတဲ့အချိန်မှာပဲကာလုကြီးကကအိမ်ရှိကနေထွက်လာပြီးတော့ဘဝစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်။နောက်တော့ကာလုကြီးကကတကားခောက်လိုက်တော့တာပေါ့။ဘဝစာကလေးမကလည်းတကားဖွင့်ပေးလိုက်တော့တယ်။ဘဝရေဘဝ အကိုရဲ့အမေအိမ်ကိုရောက်လာလို့ခဏလောက်ပန်ကငားပါလားယူသွားလေအကိုဒီပန်ကအကိုကြောင့်ပဲညီမလေးစီမှာရှိနေတာကာလူချီကန်းကအချောင်းပြချက်ပေးပြီးတော့ပန်ကယူသွားလိုက်တော့တယ်ဘဝပန်ကပြန်လာတောင်းရင်မလို့ပြောမှလဲဟွကိုကဘဝကိုကြောက်တဲ့ခါမှမဟုတ်တာမောင်းထုတ်လိုက်မှာပေါ့ပန်ကကိုရဲ့ပန်ကပဲလေငါကပဲဒီပန်ကကိုပိုက်တာလေ ညနေရောက်သွားတော့တယ်ဝဝစာကလေးမကပန်ကန်တောင်းမှုအတွက်ကာလူကြီးကအိမ်ကိုရောက်လာတော့တယ်အကိုရေအကိုရဲ့အမေပြန်သွားပြီလားအမေဘယ်ကအမေလဲဘသူ့အမေကိုပြောရလဲအိမ်ုံဘယ်အမေမှလာတာမဟုတ်ပါဘူးဒါဆိုဘာလို့မနေ့တော့အမေလာရဲဆိုပြီးတော့လိန်ပြောရတာလဲငါ့ရဲ့ပန်ကန်ကိုပြန်လာယူမလို့လေငါ့ရဲ့ပန်ကန်ကိုမပေးနိုင်ပါဘူးဒီပန်ကန်ကအမေရဲ့တော့ဆုံးအမှတ်တရပဲငါစိတ်ပြောင်းသွားပြီဒီကနေသွားတော့ အကူကလူအကူအမေအမတ်တရားဆိုလဲဘာလို့ညီမလေးကိုပေးလိုက်တာလဲဒါဆိုဒီဘက်ကပြန်လိုက်တဲ့ပတ်စံညီမလေးကိုပြန်ပေးဟိုကတူးတူးပြောဘာလို့អော်နေရလဲတညလုံးបန်ကရဲ့អောက်မှာအိတ်ပေးပြီပဲဟာတော်ရောပေါ့ငါတို့လာပြီးတော့ခေါင်းစားမနေနဲ့အိမ်ကနေထွက်သွားလိုက်တော့ဟိုကစာကလေးမကချီကန်းနေမရရဲ့အကျန်စီကိုနားလဲသွားတော့တာပေါ့အဲ့ဒါကြောင့်ဝကစာကလေးမကပြောလိုက်တော့တယ်ငါလည်းဒီပန်ကရဲ့လေကိုမခံရတော့ဒီတော့လည်းမခံရစေဘူး အဲ့လိုပြောပြီးတော့ဝဝဆာကလေးမကအဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်။ညာတစ်ဘက်မှာချက်တူရဲနဲ့တွေ့တော့တယ်။ဝဝရဲ့အမအမရဲ့အကိုရဲ့အိမ်ကိုနေတရင်လုံးသွားလဲမလို့အဲ့အကြောင့်ညီမလေးထင်လို့လောက်ကလေးတွေကိုခေါ်လာပြီးတော့အမအိမ်မှာလာနေလိုက်။အမအိမ်မှာ AC လေးရှိတယ်။ပြီးတော့ရေအေးလေးတွေရနိုင်တဲ့ရေခဲတက်တာလည်းရှိတယ်။အမလေးအကိုကြောင့်ညီမလေးရဲ့ပြဿနာတွေပြေလည်သွားပြီ။ကလေးတွေလည်းအိမ်မှာအယမ်းပူနေကြတာ။အကိုရဲ့အိမ်မှာတနွေလုံးအေးအေးဆေးဆေးဖြစ်တမ်းလို့ရပြီပေါ့။ ဘဝအကူကနောက်တောင်းလောက်လောက်နေမှာအိမ်ပြန်လာမှာနောက်တော့ဘဝစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့ချက်တူရဲ့အိမ်ကိုရောက်လာတော့တယ်ချက်တူရဲ့အိမ်ကရဲကိုအေးတာပေါ့အဲ့ကူလာကလည်းဖွင့်ထားသေးတာပေါ့ရေအေးလေးရနိုင်တဲ့ရေခဲတက်တာလည်းရှိတော့တယ်အမိတ်ဒီပန်ကနေလေအေးလေးတွေထွက်နေရပဲဟုတ်တယ်သမီးဒီပန်ကအဲ့ကူလာလေလေအေးလေးတွေထုတ်ပေးတယ် အဲ့ရမှာပဲကာလူချီကန်ကပန်းကဖွင့်မှုအတွက်ပလက်ကိုမိဘုတ်တဲထိုးလိုက်တဲ့အချိန်ရှော့ရပြီးတော့ပတ်ကွဲတော့တော့တဲ့အိမ်လုံးလည်းမိကိုရင်းနဲ့ပြည့်နေသွားတော့တယ်ကုကာလူဒါဘာဖြစ်တာလဲမီးလောက်နေပြီမီးလောက်နေပြီကြည့်ရတာမော်တော်လာဝါဖြစ်မဲ့တယ်နဲ့ကုကာလူသူများကိုမကောင်းချင်ကိုကိုရိုင်းလည်းမကောင်းတာခံရတယ်လို့ပြောကြတာအမှန်တကယ်ပဲ နောက်တစ်ဖက်မှာတော့မောဝါစာကလေးမတို့ရဲ့မိသားစုကအဲကူလာအရှိန်မှာနှစ်ချိုက်စွာအိတ်နေကြတော့တာပေါ့ချစ်ရတဲ့တငယ်ချင်းတို့ရေဒီဗီဒီယိုကိုလိုက်လုပ်ပြီးတော့တငယ်ချင်းတွေကို share ဖို့ channel ကို subscribe လုပ်ဖို့လည်းမမေ့နိုင်အောင်နော်ကျေးဇူးတင်ပါတယ်ရှင်